မင်္ဂလာပါရှင်ဒီဇင်ဘာလ10ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါအခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကိုဘယ်ချိန်ကြမှာအဆုချင်းမြင့်လို့ရမလဲဆိုတာမသိသေးကြောင်းနိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးအဖွဲ့ကပြောပါတယ်မူလကဗီနီဆွဲလာအတိုက်ခံခေါင်းဆောင်မာရီယာကာရီနာ မာချာတို့ကိုဒီဇင်ဘာလ10ရက်နေ့မှာနိုဘယ်ဆုချီးမြှင့်ပေးအပ်ဖို့ရာထားခဲ့ပေမဲ့ ဆုလက်ခံမဲ့သူကပုံအောင်တင်းရှောင်နေရတာကြောင့်အခမ်းအနားကိုဖျက်သိမ်းခဲ့ရပါတယ်။မာချာရိုဟာဗီနီဇဲလာသမ္မတနီကိုလတ်မာဒူရိုရဲ့ပြစ်မှတ်ထားရှာဖွေခြင်းကိုခံရပြီးသူပမာရှိနေတယ်လဲဆိုတော့လုံးဝသဲလွန်စပျောက်ကွယ်နေတယ်လို့နိုဘယ်ငင်းကြေးရေးဆုရွေးချယ်ရေးတောင်းဝန်ရှိသူတွေကပြောပါတယ်။၂၀24တုန်းကအငင်းပွားစရာအခြေအနေတွေနဲ့မာဒူရိုအနာရသွားခဲ့တဲ့ရွေးကောက်ပွဲနောက်ပိုင်းမာချာရိုဟာတောက်လျှောက်ပုံအောင် နေခဲ့ရတာဖြစ်ပါတယ်။သူဟာဗီနီဇဲလာအတွက် ဒီမိုကရေစီကိုဆောင်ကျင်းပေးနိုင်အောင်အားထုတ်ပေးခဲ့တာတွေကြောင့်အခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီဇင်ဘာလ10ရက်နေ့မှာဆုလက်ခံဖို့မဖြစ်နိုင်တာကြောင့်အစည်းအဝေးကိုဖျက်သိမ်းခဲ့ရတာပါ။မောင်ချာတို့ဟာဘယ်အချိန်ကြောက်မှစုကိုကိုတိုင်းလက်ခံယူမလဲဆိုတော့ကိုလည်းမခံမနိုင်သေးကြောင်းနိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးအဖွဲ့ကပြောပါတယ်။မူလကတော့မာချာရိုဟာစုပေးပွဲအခမ်းအနားကိုကိုတိုင်းတက်ရောက်နိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းနိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ကကြေညာထားပေမဲ့ ဒီဇင်ဘာလ9ရက်နေ့မှာတော့နော်ဝေးနိုင်ငံအော့စလိုမြို့ထိမာချာရိုလာရောက်ရောက်မဲ့ခရီးကအစိန်ခေါ်မှုတွေများလွန်းလာကြောင်း10ရက်နေ့မှာစူပေးအပ်မဲ့အစီအစဉ်ကိုဖြတ်သိမ်းလိုက်ရကြောင်းပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။လလော့စင်မာချာရိုဘယ်ရောက်နေသလဲ။အော့စလိုကိုဘယ်နေ့ကြမှာရောက်လာမလဲဆိုတာတွေကိုလည်းအတိအကျမပြောနိုင်သေးဘူးလို့ဆိုပါတယ်။မာချာရိုရဲ့မိသားစုကတော့အော့စလိုကိုကြိုတင်ရောက်ရှိနှင်နေပြီဖြစ်ပါတယ်။ဗီနီဆွဲလာအစိုးရဟာမာချာဒိုဒါဗီနီဆွဲလာကထွက်ခွာသွားမယ်ဆိုရင် ဝရမ်းပြေးအဖြစ်သတ်မှတ်ခံရလိမ့်မယ်လို့ချင်းချောက်ထားပါတယ်။မာချာတို့ဟာလူမြင်ကွေးရှိကနေလုံးဝကိုယောင်ဖြောက်ပုံအောင်နေပေမဲ့လေနောက်ခံအဖြူရောင်နယံကြီးရှိမှရိုက်ကူးထားတဲ့ဗီဒီယိုမိခွန်းတွေကိုတော့လူမှုကွန်ရက်မီဒီယာပေါ်မကြာခဏတင်လေးရှိတာပါ။လလောဆင်မှာတော့သူပင်နေရာမှာရှိနေတယ်လဲဆိုတော့ကအားလုံးအတွက်ဘေးရိဖြစ်နေသေးပါ။2024ရွေးကောက်ပွဲမှာအတိုက်ခံအင်အားစုတွေဘက်ကအနိုင်ရကြောင်းယုံကြည်ရလောက်တဲ့အထောက်အထားတွေရှိခဲ့ပေမဲ့မာဒူရိုကပယ်ချခဲ့ပြီး သူသာအနာရသူအဖြစ်ကြေညာခဲ့ပါတယ်။ဒါပေမဲ့ American အပေါင်းအဝေးနိုင်ငံတချို့ကတော့အတိုက်အခံတွေရဲ့သမရလောင်းဖြစ်သူ Edmundo Gonzalez ကိုပဲ Venezuela သမရအဖြစ်သဘောထားပြီးဆက်ဆံကြပါတယ်။မာချာရူကတော့ရွေးကောက်ပွဲရှင်ပြိုင်ခွင့်ကနေပိတ်ပင်ခြင်းခံထားရပါတယ်ရှင်။ Indonesia နိုင်ငံ Jakarta မြို့မှာခုနှစ်ထပ်တိုက်တလုံးမီးလောင်ပြီးလူ22ယောက်တိတ်ဆုံးသွားကြောင်းသိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့ကမီးလောင်မှုဟာမြင်းကြီးထပ်မှာ drone ပတ်တီတည်းပောက်ကွဲမှုကနေ အဆောက်ပြုတ်ခဲ့တယ်လို့ရဲတွေကပြောပါတယ်။ဂျာကာတာမြို့လယ်တနေရာကအဆောက်အုံဟောင်းအောက်ထက်ကမီးစလောင်တဲ့နောက်မငင်းတနိုင်သေးခင်မှာတင်အပေါ်တက်တွေစီလင်းလင်းမြန်မြန်ပြက်နှက်ကူးဆက်သွားခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့မီးလောင်မှုအသေးစိတ်အကြောင်းရင်းကိုတော့မြို့ခင်းပညာရှင်တွေကဆက်လက်စုံစမ်းနေသေးလို့ဂျာကာတာအလဲပိုင်းစုံရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။မျက်မြင်တူကတော့နေလေသောစားချိန်လောက်မှမီးစတင်လောင်ကျွမ်းခဲ့ပြီးမိသက်သမားတွေရောက်ရှိလာချိန်မှာမိပမာနာကအရန်ကြီးမားနေခဲ့ပြီဖြစ်တယ်လို့ AFPC မှတ်ချက်ပေးခဲ့ပါတယ်။ပိုဆိုးတော်ကအဆောက်အအုံချက်ပေါက်တကားတွေကပိတ်နေခဲ့ပြီးမိသက်သမားတွေအခက်ကြုံခဲ့ကြောင်းသူတို့တွေစတင်နှိမ့်သက်ချိန်မှာမိကအရန်ကြီးပြီးရရဲတော့လောင်ကျွမ်းနေပြီဖြစ်ကြောင်းသူကဆိုပါတယ်။အစောပိုင်းကတေဆုံးစင်းကို16ရောက်လို့ထုတ်ပြန်ခဲ့ပေမဲ့ညပိုင်းမှာတော့22ရောက်အဖြစ်ပြောင်းလဲကျင်ညာခဲ့ပါတယ်။တေဆုံးသူတွေထဲက15ရောက်ဟာအမျိုးသမီးတွေဖြစ်ပြီးတယောက်ကတော့ကိုဝန်ဆောင်ထားတယ်လို့လည်းသိရပါတယ်။ တိုက်ထဲမှာပိတ်မိနေတဲ့ထဲက16ရောက်ကတော့အမိုးပေါ်ထိရောက်အောင်ကြိုးစားတွေ့တက်နိုင်ခဲ့ပြီးအသက်ရှင်ခဲ့ပါတယ်။ဂျကာတာမိသားဌာနကတော့မိသားက29စီနဲ့မိသားတက်ဖွဲ့ဝင်တယောက်ကိုအခင်းဖြစ်ရာနေရာစီဆင်းလွတ်ခဲ့ကြောင်းပြောပါတယ်။မိလောင်ခဲ့တဲ့ခုနှစ်ထပ်တိုက်ဟာဂျကာတာမြို့လယ်နားကလူအသွားအလာရှုပ်ထွေးတဲ့ကီမာရူရန်အေရီယာမှာတည်ရှိပါတယ်။အနည်းနာမှာရှိနေသူတွေကိုဘေးလွရာရွှေ့ပြောင်းပေးရင်ရဲတပ်ဖွဲ့ဝင်တယောက်လည်းဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်မိကိုလုံးဝငြင်းသက်ခဲ့ပြီးတဲ့နောက်အဆောက်အုံပြန်လဲအပူရော့သွားအောင်စောက်ပြီးအထက်တထက်ချင်းစီကိုရဲနဲ့အမီးသက်တွေပူးပေါင်းရှောက်ဖွေနေတယ်လို့လည်းသူကဆိုပါတယ်ရှာတွေ့တဲ့ရုံအလောင်းတချို့ကမီးလောင်ကျွမ်းခံထားရပေမဲ့အများစုကတော့မိကိုမှုန်ပြီးအောက်ဆီဂျင်ပြတ်သွားခဲ့တဲ့လက္ခဏာတွေတွေ့ရှိထားပါတယ်အလောင်းတွေကိုတော့တင်းမှုတေခင်းစစ်ဆေးဖို့ဈေးရုံတွေစီပို့ဆောင်ထားပါတယ်အဲ့ဒီမီးလောင်မှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အုံကို စိုက်ပျိုးရေးလုပ်ငန်းသုံး drone company တစ်ခုကအသုံးပြုနေကြတာလို့ AFP ကဖော်ပြခဲ့ပါတယ်။မင်းငင်းသွားတဲ့အတိုင်းအရန်အပူလွန်ခဲနေသေးတာကြောင့်မိသက်တွေဟာအပူရှင်ကို ရှော့ချဖို့အတွက်အကြီးစားပန်းကားကြီးတွေကိုအသုံးပြုခဲ့ရပါတယ်။မီးလောင်မှုဟာလူတွေရဲ့ပေါ်ရမှုတောင်ဝမဲမှုနဲ့အဆက်အဆက်ရှိသလားဆိုတာကိုရဲတွေကအစုံစမ်းနေပြီးတကယ်လို့မဖြစ်တဲ့အမားတွေကိုတွေ့ရှိခဲ့မယ်ဆိုရင် နောက်ဆက်တွဲအရေးယူမှုတွေလှုပ်ဆောင်သွားမယ်လို့စုဆက်ယူကပြောကြားသွားပါတယ်ရှင်။ ခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။လက်ရှိမြန်မာနိုင်ငံအခြေအနေဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိဘူးလို့ဗြိတိန်နဲ့ဩစတြေးလျနိုင်ငံကြားရေးဝန်ကြီးတို့ကဒီနေ့ထုတ်ပြန်ကြေညာပါတယ်။ဒီဇင်ဘာ၁၀ရက်နေ့ဒီနေ့ကြောက်ရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးလက်ရှိအခြေအနေမှာကျင်းပတဲ့ရွေးကောက်ပွဲဟာပိုပြီးဆိုးရွားတဲ့တင်းမာမှုမတည်ငြိမ်မှုအကြမ်းဖက်မှုတွေပုံမှုဖြစ်ပေါ်စေနိုင်တယ်လို့ Britain ဩစတြေးလျနှစ်နိုင်ငံစလုံးကသတိပေးပါတယ် အရက်သားပြည်သူတွေအပေါ်လေကြောင်းတက်ခတ်မှုတွေကိုအဆုံးသတ်ဖို့ပြည်သူတွေကိုပဋိပက္ခအန္တရာယ်တွေကနေအကာအကွယ်ပေးဖို့နဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝလက်တွေ့အကောင်အထည်ဖော်ဖို့တိုက်တွန်းထားခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်2669နဲ့အညီဒေါက်ဆန်းစုကျင်ရဲ့ဥဝိမျက်အပေါင်းဝင်မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေအားလုံးကိုချက်ချင်းလွတ်ပေးဖို့လေဗြိတိန်ကတောင်းဆိုလိုက်ပါတယ်။ဒါ့အပြင်အော်စတြေးလျအစိုးရဟာ မြန်မာပြည်ရဲ့ဆန္ဒကိုထင်ဟပ်စေတဲ့ဒီမိုကရေစီအရက်သားအစိုးရစီငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးဖို့ဆက်လက်တိုက်တွန်းပါတယ်။အခက်အခဲကြုံနေရချိန်မှာကြမ်းကြမ်းခံနိုင်စွမ်းနဲ့ရရင်မှုတွေကိုပြသခဲ့တဲ့မြန်မာပြည်သူတွေနဲ့အတူတကွဆက်လက်ရည်တည်နေမယ်လို့ဩစတြေးလျအစိုးရကထက်လောင်းကတိပြုပါတယ်။ဗြိတိန်အနေနဲ့လည်းမြန်မာနိုင်ငံသားတွေရဲ့ငြိမ်းချမ်းတဲ့ဒီမိုကရေစီအနာဂတ်အတွက်ထားရှိတဲ့ရည်မှန်းချက်တွေကိုဆက်လက်ထောက်ခံကူညီသွားမှာဖြစ်တယ်လို့ကြေညာပါတယ်။ ။ဒါပြင်ပြောင်းလဲဖြစ်ပေါ်နေမှုတွေကိုအနည်းကဆက်လက်ဆောင်ကြည့်သွားမှာဖြစ်ပြီးအရသာပြည်သူတွေရဲ့အသက်အိုးအိမ်ကိုဦးစားပေးကာကွယ်ဖို့မြန်မာစစ်တပ်ကိုတိုက်တွန်းသွားမှာဖြစ်တယ်လို့ဗြိတိန်အစိုးရကဆိုပါတယ်ရှင်။မြန်မာစစ်ပွဲရေးပြန်လဲကောင်းမှုမို့အခက်အခဲအတားအဆီးတွေရှိနေစေလို့ကမ္ဘာပံကဒီဇင်ဘာ9ရက်မနေ့ကထုတ်ပြန်ပါတယ်။ပြည်တွင်းဝယ်လိုအားယွန်းနေမှုအလုံသမားရှားပါမှုနဲ့လျှက်စစ်တပ်အားမကြာခဏပြတ်တောက်တာတွေကစစ်ပွဲရေးမျှော်မှန်းချက်အလားအလာကိုအတားအဆီးဖြစ်စေတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာစီးပွားရေးပြန်လည်နလန်ထလာတဲ့လက္ခဏာတွေကိုတွေ့ရတာဟာအားသက်စရာဆိုပေမဲ့ပြည်တွင်းပဋိပက္ခနဲ့လုံခြုံရေးအခြေအနေပြက်စစ်တအားပြတ်တောက်မှုအတားအဆီးများစွာနဲ့ဆက်လက်ရင်ဆိုင်နေရတယ်လို့ထိုင်းမြန်မာဆိုင်ရာကမ္ဘာ့ဘဏ်ဒေသဆိုင်ရာဒါရိုက်တာ မီလင်ဒါဂုတ်ကပြောပါတယ်။ငွေကြေးဖောင်းပွားမှုရောကြလာပေမဲ့ကုန်စည်နှုန်းတွေမြင့်တက်နေစေဖြစ်လို့အိမ်တော်စုတွေအနေနဲ့ဝင်ငွေထွက်ငွေနဲ့ငွေကြေးသုံးစွဲမှုခက်ခက်ခဲခဲဖြစ်ရှိနေရဲလို့အတည်ပြုထားပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာလမှာဈေးပွားရေးလုပ်ငန်းတွေရဲ့ကုန်ထုတ်လုပ်လဲပတ်မှုစွမ်းအားကဧပြီလကနေရှင်ရင်မြင့်မားလာခဲ့ပြီးကျပ်ငွေကလည်းတစ်နှစ်တာပြန်လည်မြင့်တက်လာတာလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါပေမဲ့ငွေကြေးဖောင်းပွားမှုကတော့20ရာခိုင်နှုန်းအထက်ရှိနေမှာဖြစ်တဲ့အတွက်လူလူရဲ့အခြေခံစရိတ်စကားတွေပုံမဖိအားဖြစ်စေလိမ့်မယ်လို့ကမ္ဘာပိုင်ရဲ့အစိုးရခန်းစာကဆိုပါတယ်။ဒါ့အပြင်လာမယ့်ဘဏ္ဍာနှစ်မှာမြန်မာနိုင်ငံရဲ့လုံငွေပြောင်းမှုက GDP ရဲ့900ခိုင်နှုန်းအထိရှိနေမှာဖြစ်ပြီး ြည်သူကျွေးမိက GDP ရဲ့60ရာခိုင်နှုန်းအထက်ရှိနေမယ်လို့အတည်ပြုပါတယ်။ပြီးခဲ့တဲ့ဇွန်လကကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့စစ်တမ်းအရာတော့စီးပွားရေးမြို့တော်ရန်ကုန်မြို့မှာဆင်းရဲနွမ်းပါနှုန်းတိုးလာပြီးလူဦးရေ၁၀ရောက်မှ၄ရောက်ကျော်ကဆင်းရဲနွမ်းပါနေတယ်လို့ဆိုထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းငွေလဲနှုန်းတန်ဖိုးကျတာနဲ့အထွေထွေကုန်စည်နှုန်းမြင့်တက်လာတာတွေကအခြေခံလူထုရဲ့နေအိမ်အကျပ်အသေးကိုပိုပြီးဆိုးရွားလာစေပါရှင့်။ People's Wing ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်